ိခန္ဓာလဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လို့ရတခုပဲမြတ်သောအဖြင့်လူတွေကသီမခန္ဓာညာဘူးသီမခန္ဓာဘူးဆိုတာစုံတယောက်ကကိုယ်လာဆဲစော်ကားမဲ့ဆဲမဲ့ရေးမဲ့သီမခန္ဓာဘူးသင်္ထန်နဲ့အပူနဲ့တွေ့ရင်လည်းသီမခန္ဓာအေးလွှင့်ရင်လည်းသီမခန္ဓာဩဘဝကြီးမှာအဆင်မပြေဘူးဆိုလည်းသီမခန္ဓာအဲ့ဒါကမကောင်းတဲ့ဘက်ကသီမခန္ဓာတခုလောကရံနဲ့ပတ်သက်လာလို့ရှိရင်အကောင်းနဲ့တွေ့လည်းသီမခန္ဓာ င်းတာတွေတွေ့တဲ့အခါစိတ်တက်ကတက်ကြွမကောင်းတာတွေတွေ့တဲ့အခါစိတ်တက်ကနှိမ့်ချ depression ဖြစ်အဲ့ဒါခန္တီဆိုတဲ့စိတ်တက်ရဲ့စွမ်းအားတစ်ခုမရှိတာအဲ့ဒါရှိအောင်ဖះလောင်းနေကြလေ့ကျင့်ကြလေခန္တီဝါရီရည်သေးကြီးပဲသူဆွဲကင်ထားတဲ့ဝါရကဘာပဲဖြစ်ဖြစ်သီးခံရမယ်ဆိုတဲ့ဝါရပဲရှင်ကြီးကသူ့ကိုနှိပ်ဆက်တယ်ဆူးရှိတဲ့ချိန်လုံးနေနဲ့ရိုက်တယ်ရိုက်ပြီးတော့မေးတယ်တင့်ရဲ့ ဝါရကဘာလဲဆိုရင်ခန္တီပဲသူကအပြုံးမပြက်ဘူးခန္တီပဲလက်ဖြက်လည်းပဲခန္တီပဲသူကသိခံရမယ်ဆိုတဲ့ဝါရပဲထားတယ်နောက်ဆုံးအသက်သေဆုံးသွားသည့်အထိအောင်ခန္တီဆိုတာတပြားသားမှမလျှော့ဘူးအဲ့ဒါလို့ဖျားလောင်းနေတာသိခံတဲ့နေရာမှာလည်းပဲလေ့ကျင့်ပြီးတော့ယူတာသိခံတာဟာလည်းသူတော်သူမြတ်တို့ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့လုပ်ငန်းတစ်ခုပဲတဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်တက်ပဲလို့